ထပ်သွားမှာကသူတော်စေသူတော်မြတ်များရဲ့ညခါနဲ့ပတ်သက်ညခါနဲ့ပတ်သက်၍ယူဆချင်းအဲတော့မအီခိုင်းဆိုပါဦးသူတော်စေသူတော်မြတ်အများဤမမပေါ်သေးပြဟိုဟိုဟာကမပေါ်သေးဘူးလား sequential လားလीမပေါ်ဘူးဩဘီဘီတဲ့နေရပဲ ပေါ်ပြီလားပေါ်ပြီဗျာโอเคသူတော်စင်သူတော်မြန်များဤညာခါနေပသက်၍ယူဆချက်အလုံးတမိုးရှိသည်ဟုယူဆကြပါသည် ညာအချိန်တွင်ရာသီဥတုကလည်းအေးချမ်းသည်ပုံအချိန်ကလည်းတိတ်ဆိတ်ငြိမ်သက်သည်ကောင်းကင်တွင်လည်းနက်ခတ်များနှင့်အစမ်းရည်ကျဲအစွန်းသားပါနေသည်ထို့သို့တိတ်ဆိတ်ငြိမ်သက်အေးချမ်းမိသားပါသောညာအချိန်သည်အိပ်ဆက်ရင်ကုံဆုံးမှုမဟုတ်မိမိကိုယ်ကိုထိန်းသိမ်းဆောက်ရှောက်ပြီးအကုသိုလ်တရားများကင်းအောင်ကိလေသာတရားများမှလွတ်မြောက်အောင်ကြိုးစားဖို့အချိန်ကောင်းဖြစ်သည်ဟုယူဆကြပါသည်အော်ဘေးအဲ့တော့ သူတို့စင်သူတို့ကောင်းတွေကညာခါနဲ့ပတ်သက်၍เนาะသူတို့ကဘယ်လိုထင်တာလဲအလောတန်ဖို့ရှိတယ်လို့ယူဆတာเนาะအဲ့တော့ညာခါကယတိဥဒ္ဓရလည်းအေးချမ်းတယ်ပေါင်းဝကြရလည်းပဲတိတ်ရှိတ်တယ်เนาะပြီးတော့နေခတ်တရားနေနဲ့ကောင်းကင်မှာလည်းပဲအဆန်းတကျင်နဲ့လပနေတယ်ဗောเนาะအဲ့ဒါလေးเนาะအဲ့တော့တိတ်ရှိတ်ပြီးတော့ညီသိအေးချမ်းလာတဲ့ညာခါမှာဘာလို့ပြီးတော့အိတ်စိတ်ပြီးတော့ကုန်ဆုတ်မှုမဟုတ်ဘူးတဲ့သူတို့ကเนาะ ဘာလို့မလဲဆိုတော့ကိုယ်ကိုထိတ်သိမ်းစောင့်ရှောက်ပြီးတော့အာဟုတုတွေกินအောင်ကိလေသာတွေကိုဘာလို့မလဲကိလေသာတွေအနေပြီးတော့လောမြောင်အောင်ကြိုးစားမယ်အဲ့ဒီအခြေအနော်ညအခြေတည်နော်အဲ့လိုညအခြေအတိတ်တိတ်ဆိတ်နေအဲ့လိုကောင်းနေအောင်အဲ့လိုမျိုးမဟုတ်ဘူးအဲသူတို့ကကြတော့အရိယာသူတို့စင်တွေကကြတော့သူတို့ကဘာလို့လဲသူတို့စင်သူတို့ကောင်းနေရကြတော့အညာအချိန်မှာသူတို့တန်ဖိုးထားပြီးတော့ကိလေသာတွေကနေပြီးတော့လောမြောက်ဖို့ကြိုးစားမယ်ပေါ့နော်အကုသိုလ်တွေနည်းအောင်လုပ်မယ်ပေါ့ တော့နောက်တစ်ခုကကြတော့တာမန်လူများနဲ့သူတော်စင်များညခါကိုကုတ်ဆုံးပုတ်ချင်းကွာချချင်းအဲအဲ့တော့ဒီမှာဤတော့ခိုင်ဝါတာမန်လူများသည်တာမန်လူများသည်ညခါကိုကာမဂုဏ်အာယုံ လောဘစိတ်များဖြင့်အိပ်ရင်းကုတ်ဆုံးကြသည်သူတော်စင်များကမူမိမိကိုယ်ကိုထိမ့်သိမ်းဆောင်ရှောက်ပြီးအကုသိုလ်တရားများကင်းအောင်ကိလေသာတရားများမှလွတ်မြောက်အောင်ကြိုးစားပြီးကုံဆုံးကြပါသည် တာမန်လူတွေနဲ့သူတော်စေတို့ရဲ့ကွာချပုံနော်တာမန်လူတွေကဘာလုပ်တာလဲကာမဂုဏ်အာရုံတွေလောဘစိတ်တွေနဲ့အိမ်ရင်းနဲ့ကုန်ဆုံးတယ်သူတော်ကောင်းတွေကကြတော့ဘာလုပ်လဲမိမိကိုယ်ထိတ်သိမ်းဆောက်ရှောင်းတယ်အောက်ကုတ္တကင်းရမယ်ကြောင်နေတယ်ပြီးရင်ကိလေသာကလောမြအောင်ကြိုးစားတယ်ဘောဟာနဲ့တူတူပါပဲနော်ဒါပေမဲ့သူကကွာခြားချက်နော်နိုင်ရှင်ပေးထားတယ်တာမန်လူများနဲ့သူတော်စေတို့ရဲ့ညအချိန်ကိုအသုံးပြုပုံချင်းကွာခြားပုံအဲဆိုရင် တမန်လူတွေကကြတော့လောဘစိတ်နဲ့ညာချိတ်ကိုအိပ်ရင်းနဲ့ကုပ်ဆုံးတယ်အဲသူတော်စင်တွေကကြတော့မိမိကိုယ်ကိုအဲထဲထဲဆောက်ဆောက်ပြီးတော့အကုသိုလ်တွေကင်းအောင်ပြီးတော့ဒါနံပါတ်၁ပြီးတော့ကိလေသာနေပြီးတော့လွတ်မြောက်အောင်ကြိုးစားတယ်နော်နှစ်ချက်ပေါ့အဲဒါဆိုရင်ကွာချဖို့လေးတီးပြီးပေါ့နော်ရေပြီးတော့နောက်တစ်ခုတွားအောင်နောက်တစ်ခုကဝိကာလဘောဇနာဘောဇနာသိခါပုဂ္ဂိုလ်စောင့်ထိန်ချင်းဤအကျိုးကျေးဇူးများ နော်ဝိကာလဘောဇနာဆိုတာကနေလွဲညစာစသုံးချင်းကိုမစသုံးဘဲနဲ့ရှောင်ကျင်တဲ့တိခါဘောပေါ့နော်အဲ့တော့နံပါတ်1မအီခိုင်နေလွဲညစာမစသဖြင့်နေသွင်းညစာမစားသဖြင့်ညစာအတွက်ငွေကြေးကုန်ကြခြင်းဖြပြုတ်ပြင်ဆင်ရခြင်းဝေယဝိဆကိစ္စများခြင်းတို့မရှိသဖြင့်တရားဓမ္မများခြင်းသုံးဆိုင်နာရဲ့အချိန်များပို့ထွက်လာသည်။အင်း ဒီလည်းညသာမစားဘူးဆိုရင်ငွေကြေးကုတ်ကြမှုနံပါတ်1အနေနဲ့နော်ငွေကြေးကုတ်ကြခြင်းတွေနည်းမယ်ပေါ့ပြီးတော့ချေပြပစ္စည်းရတဲ့အချိန်တွေတက်တာမယ်ပြီးတော့ဝေယဝိဆာအလုပ်တွေမရှိဘူးနော်အဲ့တော့တရားဓမ္မကိုကျင့်သုံးဖို့အတွက်အချိန်တွေပို့ထွက်လာမယ်အဲ့ဒါညညနေစာမစားတဲ့အတွက်ကြောင့်မလို့ဒါနံပါတ်1အကျိုးကျေးဇူးအဲနံပါတ်2မြမကြီးတို့ခိုင်ဝါ ကျမရင်ရှူတော့မှကြည့်လျင်လေအချိန်မိုင်းစာဖြတ်ခြင်းဖြစ်သဖြင့်ကျမရင်ပိုကောင်းလာစီဤမလို့လားတော့ခန္ဓာကိုယ်အပူလေးချိန်များရောကြစီပါသည်အဲကျမရင်ရှူတော့ကြည့်မယ်ဆိုရင်ကျမရင်ပိုကောင်းလာမယ်စာကိုဖြတ်ထားတော့ညနေပိုင်းเนาะမလို့လားအပ်တဲ့ခန္ဓာကိုယ်အလေးချိန်တွေလျှော့ကြလာမယ်တက္ကမလေးဟုတ်လားအော်မဝချေဘူးမလားမဝချေဘူးဆိုရင်စေပါတိလာယူလို့နေ အဲ့ဆိုညနေစာမစားတော့ညနေစာမစားတော့ဘာဖြစ်လဲခန္ဓာကိုယ်ဝိမတိတော့အာအဲ့တော့ကျန်းမာရေးပူကောင်းလာတယ်ဘာလို့ဆိုဦးဇေတို့ရဲ့အစာရည်တဲ့ညအချိန်မှာဆိုရင်အာညနေမစားတဲ့အခါကျတော့နော်တကယ်လို့စားမယ်ဆိုရင်ညကိုအိတ်တဲ့အချိန်မှာခန္ဓာကိုယ်ကဒီဥတွေဒီအစာရည်တွေကအလုံးလုံးပင်းနေရတယ်ကိုကိုရဲ့အစာရည်အတွက်ပေါ့လူကအိတ်နေပြီမဲ့ဒီဟာရဲ့ဒီကိုရဲ့ဝန်းတွင်းမှာကျတော့ဥတွေအလုံးလုံးနေရတယ် တကယ်တော့သူတို့အနာပေးထားမယ်ဆိုရင်တော့အဲကျမကြီးလည်းပိုကောင်းတယ်ပေါ့နော်အဲတော့မလို့လားအဲ့တဲ့ခန္ဓာကိုယ်ကအလေးချိန်တွေလည်းရော့ကြတယ်တဲ့နော်အနံပါတ်3ဤခိုင်ညာ ညအချိန်ဒီနေခဲ့တော့မဘူးစူညံခြင်းလည်းမရှိပဲတိတ်ဆိတ်ငြိမ်သက်အေးချမ်းသောကြောင့်သမိုးရှိသောညအချိန်ပဲမိမိကိုယ်ကိုထိန်းသိမ်းရှောက်ရှောက်ပြီးအကုသိုလ်တရားများကျင့်ရန်ကိလေသာတရားများမှလွတ်မြောက်ရန်ကြိုးစားအထောက်ခြင်းပြီးအကောင်းဆုံးအသုံးချနိုင်ပါသည်အဲဒါကအကျိုးကျေးဇူးအဲ့ဒါဟိုကနေတူတာပဲအစ်စ်မှလည်းပါပြီပေါ့နော်အဲ့တော့ညချေကအမ်ဗာလဲနေနေရလည်းမပူဘူးပြီးရင်တိတ်ဆိတ်တယ်အဲ့တော့ တပုစီရဲ့ညချိန်မှာမိကိုထဲသေးသောရှောက်ပြီးတော့အောက်ကုသူတွေနဲ့အောင်ကင်းအောင်ပြီးရင်ကိလေသာလွန်မြောက်အောင်ကျူစာအထုတ်ခြင်းဖြင့်ကောင်းဆုံးအတုချရမယ်နော်ဒါဒီဝိကာဘောဇနာရှောက်ခြင်းချင်းရဲ့အချိုးကျေစုနော်အုပ်ချက်ဟိုမှာဗာလဲအစ်ကညစာမစားခြင်းရဲ့စောင့်ကြည့်ဟမ်ဒီမှာရွေချစ်ပေါ့ ဓမ္မကြတော့ရည်ရွယ်ခြင်းဓမ္မကြတော့ယူဆချက်ညစညခမစားညခနဲ့ပတ်သက်ပြီးယူဆချက်ဓမ္မကြတော့ကြိုးကျေစုနော်ဒါဝိကာလပုဇနာဆိုတာလည်းညစာမစားတာပဲဒါတခုတည်းပဲဒီအဲ့တော့ဒါပြီးပြီပေါ့နော်အဲကြိုးကျေစုကတုတ်ချက်ရှိတယ်အဲ့နောက်တစ်ခုနောက်ထပ်သိက္ခာပုဒ်ကပါလဲနိသာဂိတာဝါဒိတာဝိတုကဒသနာသိက္ခာပုဒ်3ရချင်းရဲ့အကြောင်း နေသာဆိုတာကကိုယ်တိုင်ကချင်းသွားကိုကခိုင်းချင်းနေသာဆိုတာကကိုယ်တိုင်ဒီဆိုခြင်းသူတစ်ပါးကိုဒီဆိုစေခြင်းသူတစ်ပါးကိုဒီဆိုစေခြင်းလို့ထည့်လိုက်ကောင်းတယ်နော်သူတစ်ပါးကိုကခိုင်းချင်းသူတစ်ပါးကိုဒီဆိုစေခြင်းနော်ဒီတော့မှဝါဒိတာကိုတိုင်တိမုတ်ခြင်းသူတပားကိုတိမုတ်စေခြင်းဟုတ်ကဲ့ အဲဟုတ်တယ်အဲ့တော့ဒါဆိုစစ်ဖမ်းလိုက်ပါဦးမအီခိုင်ဤဤတို့ကာချင်းတီဆိုချင်းဤတို့ကာချင်းတီဆိုချင်းတိမုတ်ချင်းတို့တိမုတ်ချင်းတို့ကိုကြည့်ရှုနားထောင်ခြင်းတသနာတို့သည်ပျော်ရွှင်ရန်တသက်တာဖြစ်ပြီးသဘောကျနှစ်သက်မှုကိုဖြစ်ပေါ်စေပါသည်အာယုံကိုခံစားပြီးလောဘကိုဖြစ်စေပါသည်တွေ့မိမော့စေသည်ဆွဲလန်းနှစ်သက်စေသောကြောင့်အကုသိုလ်တရားများကိလေသာတရားများတိုးဝါစေသည်တို့ဖြစ်၍အကုသိုလ်မဖြစ်စေရန် ကုသိုလ်ဖြစ်စေရန်လှုပ်ဆောင်ရမည်ဟုသောမြတ်စွာဘုရား၏အဆုံးအမနှင့်ဆန့်ကျင်ဘက်တရားဓမ္မ၏ဆန့်တရားဓမ္မ၏ဆန့်ကျင်ဘက်ဝိတုကဖြစ်သည်။음အဲ့တော့ဒီကာချင်းတိဆွေတိမုတ်ချင်းတွေအားလက်တိစုနာထောင်ချင်းဆိုတော့ဒသနာကိုပျော်စင်စေရဖြစ်တယ်ပေါ့ဒသနာတို့ဒီပျော်စင်ဖို့ တက်တက်တာဖြစ်တယ်နော်တက်တက်ပဲတက်တက်ပဲဖြစ်တယ်ပျော်စွင်စရာကောင်းပျော်စွင်လဲဆိုတော့ဘာဖြစ်တယ်လောဘစိတ်ဖြစ်မှာပေါ့နော်နေသဘောကျနေသိတယ်ဆိုတော့လောဘအာယုခံစားပြီးတော့လောဘဖြစ်တယ်ပြီးတော့အကြီးစုပြီးရင်တွေ့ဝင်မိန်မိန်မောစီတယ်ပေါ့နော်အဲ့တော့စွဲလန်းနေသိစီတော့ကြောင်းလဲဒါဒီအောက်ကုတုတရားတွေတိုးပွားရတာဖြစ်တယ်ပေါ့နော်ကိရိတာတွေတိုးပွားရတာဖြစ်တယ်ဒါကြောင့်မို့လို့ရည်ရွယ်ချက်ကပါလဲဥပုသ်ဆောင်လဲဆိုတာအောက်ကုတုတွေ နဲအောင်ကုသိုလ်တွေတိုးပွားအောင်အဲ့လိုရည်ရွယ်တာလေအဲ့တော့အာဟုအာဟုတို့မဖြစ်စေဘူးဆိုတာဒီနိစ္စဂိတကိုနားထောင်လိုက်တဲ့အခါကျတော့အာဟုတို့တွေဖြစ်လာတယ်ဆိုတော့ဒါရည်ရွယ်ခြင်းနဲ့မကိုက်ညီဘူးဒါဒါကြောင့်မလို့မြတ်စွာဘုရားရဲ့အဆုံးမနေ့ဆัจင်ပိတရားဓမ္မဤဆัจင်ပိဖြစ်ပါတယ်လို့ဒါဆိုရင် နောက်ထပ်မိဂောတကုကဘယ်လိုမေးလို့ရသေးလဲဆိုရင်နိစ္စဂိတဝါရိတဝိတုကဒသနာတို့သည် တရားဓမ္မဤဆัจကျင်ပဲဝိတုကเนาะဝိတုကဖြစ်ပုံဘယ်လိုမျိုးဖြစ်တာလဲเนาะဒါကောက်တဲ့တီဆိုတဲ့တီမုတ်တယ်ဆိုတာမြတ်စွာဘုရားရဲ့ဝိတုကဆိုတာဘာလဲဆိုတော့မြန်မာလိုအဓိပ္ပာယ်ကကြတော့ဘုရားဆုံးမရဲ့ဆัจကျင်ပဲအဲ့လိုပြောချင်တာဒါကောက်တဲ့တီဆိုတဲ့တီမုတ်တယ်ဆိုတာအဲဘုရားဆုံးမရဲ့ဆัจကျင်ပဲဘယ်လိုကြောင့်ဖြစ်နေတာလဲနော်အဲအဲ့လိုမျိုးမေးမေးကုန်မေးမယ်ဆိုရင်လည်းပဲအသူတို့ဒီเนาะဓမ္မဒီကနေစလို့ရတာပေါ့ နော်ဒီကဤတို့နေရာမှာလေတွေ့လားအဲကာချင်းတီးဆိုချင်းတီးမုတ်ချင်းတို့ကိုတီးစုနားထောင်ချင်းဒသနာတို့သည်ဗာလဲပြုံးစင်ရတဲ့တာဖြစ်ပြီးသဘောကြနေတဲ့မှုကိုဖြစ်စေတယ်အာယုခံစားပြီးလောဘကိုဖြစ်စေတယ်သူမိမုံမှုကိုဖြစ်စေတယ်ပြီးတော့စွဲလန်းမှုကိုဖြစ်စေတဲ့အတော့ကြောင့်အကုသို့ကိလေသာတရားများတိုးပွားစေပါသည် အဲသို့ဖြစ်သောကြောင့်အာကုသို့မဖြစ်စီရန်ကုသို့ဖြစ်စီရန်လှောက်ဆောင်ရမည်မြတ်စွာဘုရားရဲ့အဆုံးအမနှင့်ဆက်ကျင်ဘိတရားဓမ္မဤဆက်ကျင်ဘိဝိတုကဖြစ်ပါသည်နော်ဒါဒါခုနဦးစေပြောတဲ့ဒါဝိတုကဖြစ်ပုံလေးပေါ့နော်ဒီဝိတုကဒါဒါလေးရဲ့ဒါကိုမေးလို့ရတယ်နော်သာသနာတော်ဤဆက်ကျင်ဘိဖြစ်သောဆိုတာဘာကြောင့်လဲဆိုရင်ဒီဟာတွေကအာကုသို့ဖြစ်စေသောကြောင့်နော်ကုသို့ကို မဖြစ်စေသောကြောင့်ကိရိတာတွေတိုးပွားစေသောကြောင့်เนาะဒါလေးဖြစ်ပြရမယ်ဒါဆိုရတယ်เนาะအမအဲနောက်ခုသွားမယ်မာလာကန္တဝိလေပနဓာရဏမန္တနဝိဘူတနဌာနသိခဘုတ်จิตသုံးရချင်းရဲ့အကြောင်းအဲအော်ဒီမိုက်တော့ခိုင်ဝါဖတ်ပါမာလာမာလာဒါရဏ နန္တာများလိမ့်ကြံခြင်းဝိပနာဝိပုတနာဌာနမိကပ်ပေါန္တာအစသောနတာပြောင်းတို့ဖြစ်အလှဆင်ခြင်းတို့သည်ကိုကိုရိုင်ကိုကိုရိုင်လည်းတမတ်စီသည် သူတစ်ပါးတို့ကိုလည်းတမတ်စီသည် ခန္ဓာကိုယ်ကိုတန့်ရှင်းအောင် ပြုလုပ်ခြင်းထက်ပိုပြီးလှပစေရန်ပြုပြင်ခြင်းတို့သည်လောဘကိုဖြစ်စေပြီးသဝိကာယအသဝိယာကဟူခေါ်သောအရေးပေါ်အရေးအပေါ် အစင်းတရံအဘောအနာပညင်းအဘောတတ်မှတ်သောတဏှာယာကစိတ်များကိုတိုးပါလာစေနိုင်သည်အဲရပြီနော်အဲဆိုတော့မာလာဆိုတာပန်းကိုပြောတာမာရဒနာပန်းကိုပန်းတာနော်မာရဒနာပန်းပန်းတာဂန္ဓမန္တနာဆိုတာနှစ်သားများကိုလိမ့်ကျန်တာနော်ပြီးတော့နှစ်သားလေးဆိုတော့တဏ္ခါတွေပေါ့မိကပ်ပေါင်တာစစသည်ဖြစ်အားလုံးပါတယ်ပေါ့နော်အဝိလိပနာဝိမှုတဏ္ဌာနာအဲ့ဒါမိကပ်ပေါင်တာစသော နသာပြောင်းတို့ကိုအလရှင်တာခုနကြောင့်လိတ်ကြံတာမအလရှင်တာအဲ့ဒီအားကြတော့ကိုယ့်ကိုယ်လည်းပဲတမ်းမစီတယ်သူတစ်ပါးကိုယ်လည်းပဲတမ်းမစီတယ်နော်အဲ့တော့မိမိခန္ဓာကိုယ်တန်ဆင်းအောင်ပြုလုပ်တာထိပို့ပြီးတော့လပစီရပြုလုပ်ခြင်းသည်ဒီမှာရေးထားတာမိမိခန္ဓာကိုယ်ကိုတန်ဆင်းအောင်ပြုလုပ်ခြင်းထိဒါဆိုရင်ဟိုခန္ဓာကိုယ်ကိုတန်ဆင်းအောင်မပြုလုပ်ရဘူးလို့မပြောဘူး ခန္ဓာကိုယ်ကိုတတ်ဆင်းအောင်တော့ပြုလုပ်လို့ရတယ်ဒါပေမဲ့ပို့ပြီးလာပစေဖို့မပြုမပြုပြင်ရဘူးเนาะဒါဆိုရင်အာစစ်ပါတီလာဆောက်တည်ထားတယ်မာလာကန္နာမရဘူးရေလည်းမရှိတော့ဘူးဆက်ပြလည်းမတိုက်တော့ဘူးအဲ့လိုလုပ်လို့မရဘူးဟုတ်တယ်မလားခန္ဓာကိုယ်လာပအာဒီတတ်ဆင်းအောင်တော့လုပ်ရမယ်เนาะတတ်ဆင်းအောင်လုပ်ရမယ်ပို့ပြီးတော့လာပအောင်မလုပ်ဖို့ပဲလိုတာအချို့ဆိုရင်ပါလဲဆက်ပြတော့လာမတိုက်တော့ဘူးဆက်ပြမွေးဆိုရင် မတိုက်ချင်ဘူးဘာလို့အနက်လေးရှိလို့တဲ့ အဲ့လောက်ဒီဝီနီတူတဲ့တန်ဃာတို့ဘုန်းကြီးတွေထဲမှာလည်းကြုတ်ဘူးတယ်ပေါ့နော်အချို့လည်းရှိတယ်ပေါ့အဲဒါအမွေအမွေခဲလေးဆိုရင်အနံ့လေးပါတယ်အတွေ့အကြုံလို့မတော့ဘူးတဲ့အဲ့ဒါဆိုရင်ဒါကိုခုနပြောသလိုတန်ဆင်းအောင်လုပ်တယ်ဆိုတော့ဒါဟောပေါ့အဲ့လောက်ထိလည်းမလိုအပ်လို့ဘူးလို့တော့ဥစားတော့ထင်တာပေါ့နော်ဘာလို့ဒီအနတ်ရတာအစွဲကြံနေတာမဟုတ်ဘူးလေအဲဒါသူတို့ရဲ့စိတ်ကကြတော့အဲ့လောက်ထိဟောပါဘောနော်လိုအပ်တဲ့ထင်ပြီးသူတို့လောက်ကြတာဗောလေဒါကတော့ တယောက်နဲ့တယောက်နဲ့ခိုင်ဘုံချင်းတော့မတူဘူးပေါ့နော်ဒါအချို့လည်းပဲအဲအနံ့မရှိတဲ့အမွေအဆက်ပြခဲတွေကိုသုံးတယ်ပေါ့နော်အဲ့လိုလည်းရှိတယ်ပေါ့အဲဒီမှာတကယ်တမ်းကြတော့ဗာလဲခန္ဓာကိုယ်ကိုတဆင်းအောင်တော့ပြုလုပ်လို့ရတယ်ပိုပြီးလပအောင်တော့မပြုလုပ်ရဘူး။ဘာကြောင့်လဲဆိုရင်လောဘကို ဖြစ်စေလို့နော်လောဘကိုဖြစ်စေတယ်အဲ့တော့ဘာလို့ခေါ်လဲသာဝိရာဂသာဝိဆိုတာသဝိသဝိဆိုတာကအရေးပြောက်ပြောတာသဝိနော် ရာဂဆိုတာကတတ်မိတာခန္ဓာကိုအယိပြားပေါ်မှာနော်တစားဆင်ထားတာကိုအဲ့ဒါကိုအစင်းတဒံပေါ့အစင်းတဒံပေါ့အယိပြားပေါ့အစင်းတဒံပေါ့အလားပြင်းထားတဲ့အပေါ်မှာနော်တတ်မိတဲ့ရာဂစိတ်ဒါဆိုရင်ဆောက်ဝိရာဂရဲ့အဓိပ္ပာယ်ဒီပါလဲဆိုရင်အယိအပေါ်အစင်းတဒံအပေါ်အလားပြင်းချင်းအပေါ်တတ်မိတော့တဏရာဂစိတ်ကိုဘာလို့ခေါ်လဲအဲဆောက်ဝိရာဂဘူဝနာနာ နော်ဆဝိရာဂလို့ဆဝိရာဂလို့ခေါ်တယ်နော်အဲ့တော့ခုနပြောတာနော်တသင်းစာအထက်ပို့ပြီးတော့လဘအောင်ပြုလုပ်မယ်ဆိုရင်အဲ့ဒီတဏှာရာဂစိတ်ကိုနော်ခန္ဓာကိုယ်ပေါ်မှာတက်မိတဲ့စိတ်ကိုတိုးပွားလာစေနိုင်တယ်နော်ဒါဆိုရင်ဥစဉ်တို့ရဲ့ဥပုံဆောင်ခြင်းရဲ့ရည်ရွယ်ခြင်းကလောဘဒေါသမောဟကင်းအောင်ဟုတ်တယ်မလားအဲ့တော့ဒါကြောင့်မလို့ဒီနော်ဒီမှာဆင့်ဖတ်မယ်ဆိုရင်ဤသို့မိမိကိုယ်တိုင်အဲ့ဒါမှအီးခိုင်လေးဖတ်ပါဦး အေခိုင်းဣတုမိကိုတိုင်းတာမကသူတပါးကိုယ်စေသောဘအကုတုတိုးပါစေသည်အလုံးများသာဖြစ်တော် တို့ကြောင့်ရှောင်းနေရခြင်းဖြစ်ပါသည်ယဟန္နာပုဂ္ဂိုလ်များသည်ပုံမှန်အတိုင်းမိမိကိုယ်ကိုတန်တန်ပြည့်ပြည့်နေခြင်းမှတပါးလှပစီရန်တစားစီပြည့်ပြည့်ခြင်းများမပြုလုပ်ကြပါသူတပါးကိုတမတ်စီရန်လည်းမလုပ်ကြပါတို့ဖြစ်ပါ၍တာမန်အားဖြင့်နေစီရန်များတွင်ရှောင်းနိုင်စေကမူဥပုသ္စောင်းတိုင်းကနေရက်နေ့ရက်များတွင်ယဟန္နာပုဂ္ဂိုလ်များကဲ့သို့တမတ်မှုအကုသိုလ်စိတ်များမဖြစ်ပွားကြစေရန်ရှောင်းကြဉ်ခြင်းဖြင့်ကျင့်သုံးလိုက်နိုင်ပြီဟုကြည်နူးဝမ်းမြောက်နေရမည်ဖြစ်သည်อืม အဲ့တော့ဒီဝိကလာ sorry မာလကန္တာသိခဘုတ်တိတဲ့เนาะမဆောင်ကျင်ဘူးဆိုရင်ဒီအမွေးနှံ့တွေကဘာဖြစ်လဲဆိုတော့ကိုယ်တိုင်ကိုတာမကဘူးသူတပတ်ကိုလည်းပဲလောဘလောဘအကုသို့ကိုတိုးပွားစေတဲ့အလုပ်တွေဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီမာလကန္တာဝိလေပနာသိခဘုတ်ကိုရှောင်ကျင်ရခြင်းဖြစ်ပါတယ်ဒါဒီအဖြေပဲเนาะဒါဒါဒီအဖြေပဲเนาะအဲ့တော့အယန္တာဘုတ်ကိုများသည် ပုံမှန်အတိုင်းမိမိကိုယ်ကိုတတ်တတ်ပြတ်ပြတ်နေခြင်းမတဘာလပဖို့အတွက်တစားစီခြင်းတွေကိုလုံးဝမပြုလုပ်ဘူးသူဘာကိုလည်းပဲတတ်မစီဖို့အတွက်မလုပ်ကြဘူးเนาะဒါကြောင့်မလို့သူဖြစ်၍တဲ့တာမန်နေ့အဖြစ်နေစဉ်ရေးစစ်နေအခြားနေ့တွေမှာမရှောင်ကျင်နိုင်ဘူးဆိုရင်တောင်မှဥပုသ်ဆောင်ထိတဲ့နေ့ရက်မှာတော့ရန္တာများကဲ့သို့ငါသည်ဒီတတ်မစီအောက်ဥတို့ကိုမဖြစ်ပွားဖို့အတွက်ဒီတိခါဘုတ်ကိုမာလကန္တတိခါဘုတ်ကို จิตသုံးမယ်ရှောင်းကျင်ခြင်းအပြင်จิตသုံးမယ်ဆိုပြီးတော့จิตသုံးနိုင်ပြီဆိုပြီးတော့ဝမ်းမြောက်ကြည်နုရမယ်တဲ့เนาะဒါဆိုရင်ဒါတိတ်ခဒီမလာကန်တော့จิตသုံးရဲဆိုတာသိပြီပေါ့เนาะသဘောပေါက်ပြီအဲဘာကြောင့်ဆိုအမွေးလူတိုင်းအမွေးကိုနေသိတာပဲဘာကြောင့်မလို့အမွေးတွေကိုနေသိတဲ့ဟာတော့မှဘာကြောင့်ရှောင်းကျင်ခိုင်းတာလဲเนาะရှောင်းကျင်ဖို့จิตသုံးခိုင်းတာလဲဆိုရင်ဒါလောဘကိုဖြစ်စေလို့ကိုယ်ကိုယ်တိုင်ကိုယ့်ရဲ့အည်ပြားပေါ်မှာကိုယ့်ရဲ့လပပြင်ဆင်ခြင်းပေါ်မှာဖြစ်တယ်လေမန်ဆဲကိုမထွက်ချင်ဘူးမလား လောက်ပြေလောက်ရှင်ပြီးလို့ရှိရင်မာစီမှာကိုယ့်ရုပ်ကိုပြန်ကြည့်လိုက်ဟဲ့ဟုတ်တယ်မလားအဲ့လိုမျိုးဖြစ်တတ်တာလေဒါဒီဘာဖြစ်တာလဲသဝိရာဂလို့ခေါ်တယ်နော်ဟုတ်တယ်နော်သဝိရာဂကိုယ့်ရဲ့ရည်ပြားပေါ်မှာတဏှာရာဂစိတ်ဖြစ်တာနော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုသွားမယ် sorry နောက်တစ်ခုက sorry အော်သဝိရာဂဒီမှာသဝိရာဂဆိုဟိုဒီနဲ့ စဝိသမိုင်းဖတ်ပါဦးသဝေရာကဟူသည်စဝိဟူသောရေပြာဘောအစင်းတရံဘောရာရာကတမတိရာကလောဘဖြစ်နေခြင်းဖြစ်သည်อืมရာဂနဲ့လောဘနဲ့ကတူတူပဲเนาะရာဂလို့လည်းပြောလို့ရတယ်လောဘလို့လည်းပြောလို့ရတယ်တရားကူကတော့လောဘပဲသူကတတ်မိတဲ့စိတ်ပဲမြန်မာလူကတော့တတ်မိတဲ့စိတ်ရာဂလည်းတတ်မိတာပဲလောဘလည်းတတ်မိတာပဲတူတူပဲ ဆဝိဆိုတဲ့အည်ပြားဆဝိအည်ပြားပေါ်အစင်တန်ပေါ်အဲဒီမှာရာဂဆိုတာတတ်မိတဲ့စိတ်ဖြစ်နေခြင်းကိုဘာလို့ခေါ်လဲဆဝိရာဂလို့ခေါ်ပါသည်อืมဟုတ်ပြီအဲ့တော့ဦးဇေတို့မိနေမဲ့ကြံတော့နောက်ထပ်ကြတော့ဥစ္စာတေယနာမဟာတေယနာသိခဘောကိုจิตတို့ရခြင်းရဲ့အကြောင်းเนาะ မြင့်သောနေရမြတ်သောနေရမှာမနေရဘူးဆိုပြီးတော့ဘာကြောင့်จิตသောရတာလဲဆိုရင်ကဲဥစ္စာတယေနဤခိုင်ဖတ်ပါဥစ္စာတယေနမဟာတယေနနှစ်တောင်းထွာထံမြင်သောကိန်းခန့်ကြီးသောနေရာကြီးများတွင်အိတ်ချင်းလောစွာအဥစ္စာတယေနကနှစ်တောင်းထွာထံမြင်သောကိန်းခန့်ကြီးသောနေရာကြီးများတွင်အိတ်ချင်းမဟာတယေန လောစွာထူးခြားသည့်မြင်သောနေရာကြီးများတွင်အိတ်ချင်းဤသို့ခန်းကားနာအလိုဆင်းမြင့်သည့်မင်းဆိုးရာဇာများတထေးတကြွေများအသုံးပြုသောမြင်သောနေရာမြတ်သောနေရာတို့ကိုကာမဂုဏ်ခံစားသူသောကိတ္တတာစိတ်များကိုတိုးပွားစေနိုင်သောကြောင့်ရှောင်မြင်ရခြင်းဖြစ်ပါသည်။ဟွန်းအဲ့တော့ဥစ္စာတင်နာဆိုတာကနှစ်တောက်ထွာထင်းเนาะနှစ်တောက်ထင်းမြည်နှစ်တောက်ထွာပေါ့เนาะနှစ်တောက်ထွာထင်းမြည်တဲ့ကိန်းကြီးခန်းကြီးနေရเนาะအဲ့ဒီကတိမြည်ကြီးပုံမှာအဲ့ဒါ ဒါဥပုသ်သီလဆောင်ထိတာသူပုံကိုဒီအဲ့ဒီနေရာမှာမအိပ်သိမ့်ဘူးတဲ့နောက်ခုကမဟာတယနာဆိုတာမဟာဆိုတာကြီးကျယ်တာထူးခြားတာနော်ထူးခြားပြီးတော့မဟာဆိုတော့မြတ်တာပေါ့နော်ကြီးမြတ်တာထူးခြားသည့်မြတ်သောနေရာကြီးဒီမှာလဲမအိပ်ရဘူးတဲ့ဒါကိတ်ကြီးခန်းကြီးဒါကြတော့ထူးခြားသည့်မြတ်သောနေရာကြီးအဲ့ဒီနေရာတွေမှာမအိပ်ရဘူးတဲ့ဘာလို့လဲဆိုရင်ဒါအဲ့ဒီနေရာတွေကထူးခြားခြားဟိုပါပေါ့ အလောဆင်းမြင့်တဲ့မေဆုရစာတွေတထေးတကျွတ်များအတုပ်ပြတဲ့မြင့်သောနေရာမြတ်သောနေရာတွေကကာမဂုဏ်ခံစားလို့တဲ့ကိလေသာစိတ်တွေကိုတိုးပွားစေတတ်သောကြောင့်အရေးကြီးတာကဒီကိလေသာကာမဂုဏ်ခံစားလို့သောကိလေသာစိတ်များကိုတိုးပွားစေလို့เนาะဒီဟာလေးကအဓိကမိန်ပဲဒါကြောင့်မို့လို့လေဥစ္စာတေနမာတေနတိခါဘုတ်ကိုจิตတော့ရချင်းဖြစ်ပါတယ်เนาะအဲဆိုရင်ဥစ္စာတို့ဒီမှာနားမယ်เนาะအာပြီးမှနောက်10မိနစ်ကြာမှပြန်ဝင်ရအောင်เนาะ them up.